ကျွန်တော်တို့ SUI ကိုကျွန်တော်ဒါ MEAC အချင်းမှာကြည့်နေတာပေါ့နော် ကျွန်တော်ဒီချက်ပုံမှာဗာရီတင်ထားလဲဆိုလို့ရှိရင် volume indicator တင်ထားတယ် EMA 10 20အာ21 50 100ကိုတင်ထားတယ်ပေါ့နော်အဲဒါလေးတွေတင်ထားတယ်ပေါ့အဓိကနားလေစီကျွန်တော်ကဗာလဲဆိုတော့ကျွန်တော်တို့ကဒီအရာတွေကိုကိုင်းပြီးတော့လုံးဝကြီးတင်းတွေပေါ့ဘိုင်းတွေပေါ့မြက်မယ်လို့ကျွန်တော်တို့ပြောတာမဟုတ်ဘူးပေါ့နော် အဲကိုယ့်ရဲ့ potential အလားလားကိုယ့်ရဲ့အမြင်မှာဒီဈေးဒီဘယ်ဟိုသွားနေတယ်လဲဆိုတာပထမဆုံးကြည့်တတ်ဖို့လိုတယ်ပေါ့နော်ဟိုအများကြီး expert မဖြစ်ရင်တော့မှငါဘယ်ဈေးလောက်မှဝယ်မယ်ဘယ်ဈေးလောက်မှပြန်ရောင်းမယ်ဆိုလို့ရှိရင်ဘယ်လောက်လောက်ရနိုင်တယ်ဆိုတာမျိုးကိုကျွန်တော်တို့သိဖို့လိုမယ်ပေါ့နော်သိဖို့လိုမယ်သိဖို့လိုမယ်ဆိုတော့ကျွန်တော်ကဒီမှာဟိုပြောပြမယ်ဆိုလို့ရှိရင်သူ့ရဲ့ ကျွန်တော်တို့သူ့ရဲ့ဒီမှာအနေဆုံးစစ်ဆိုလို့ရှိရင်2.29ကိုရောက်ခဲ့တယ်ပေါ့နော်ခုလက်စီရောက်နေတာဒီဘယ်လောက်မှလဲဆိုလို့ရှိရင်အ3.8ပေါ့အဲ့တော့ကျွန်တော်တို့ကထားပါတော့ဒီအောက်မှာမွဲခဲ့ဘူးဒီဓာတ်လောက်မှာကျွန်တော်ဒီအန်ကားဖင်းဘူလက်အန်ကားဖင်းလောက်မှာကျွန်တော်တို့2.9လောက်မှာဝယ်တယ်ဆိုလို့ရှိရင်ခုက3.8နော်2.9လောက်မှာဝယ်ပြီးအခုလို3.8လောက်ပါပြန်ပြီးတော့ရောင်းထားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဘယ်လောက်မြတ်မလဲပေါ့နော်အဲ့ဒါလေးတွေကျွန်တော်တို့သိဖို့လိုပါတယ်ဟိုသိဖို့လိုတယ်ဆိုတော့ကျွန်တော်တို့တွက်ပြမယ်ပေါ့နော်တွက်ပြမယ်ပေါ့ချက်တော့ဆောင်းလိုက်မယ်โอเคအဲ့တော့ကျွန်တော်တို့2.9မှာဝယ်မယ်ပေါ့နော်အဲ့တော့ဝယ်ကြည့်မယ်2.9မှာ2.9ဈေးက2.9ကျွန်တော်ဝယ်မယ်ပမာဏက ထားပါတော့တရာဘူးလောက်ဝယ်မယ်ပေါ့နော်ဒေါ်လာတရာဘူးလောက်ဝယ်မယ်ပေါ့34တက်သမ48ရမယ်ပေါ့နော်34တက်သမ48ကိုအခုပေါက်ဈေးနဲ့ကျွန်တော်တို့ရောင်းကြည့်မယ်ပေါ့34တက်သမ48အဲ့မှာဆိုရင်131ပေါ့နော်ဒီအောက်ကကျွန်တော်တို့တွေ့လား131ဖြစ်သွားတယ်ပေါ့နော်တရာဘူးဝယ်တယ်131ဖြစ်သွားတယ်ဒါကကျွန်တော်တို့က31ချက်မြတ်မယ်ပေါ့ဗျာ နော်30ကျပ်မြတ်မယ်30ကျပ်ကိုလောလောဆယ်မြန်မာငွေပေါက်ဈေးနဲ့ပြန်ပြီးတော့ကြည့်ကြည့်ပေါ့နော် ပြန်ချိန်ထိုးလို့ရှိရင်ကျွန်တော်တို့မြတ်တရားပဲပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကဟိုငွေဝငွေနဲ့ပေါင်းပြီးတော့ငွေလေးတွေမွေးဖို့ဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေကြည့်တဲ့ဖို့လိုပါတယ်ဟိုတည်စေချင်တာကတော့ကျင်းသေးပေါက်ကြီးမြတ်မယ်လို့ကျွန်တော်မပြောပါဘူးထားပါတော့ကျွန်တော်တို့2.9ကျွန်တော်ပြောခဲ့သလို2.9မှာကျွန်တော်တို့ဝယ်ခဲ့တဲ့ထားအောင်တော့ ဒီအောက်ကိုရောက်သွားပြီဆိုလို့ရှိရင်လေ2.9မော်တော်နဲ့2လောက်ပဲ2.0လောက်ရောက်သွားမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ရှုံးမှာဖြစ်ပါတယ်ရှုံးတယ်ဆိုတာကလည်းကျွန်တော်တို့က support trade မှာဝယ်တာဖြစ်တဲ့အတွက်ဟိုပတ်စံအနေထားအားဖြင့်တော့ mine နဲ့ပြသွားမယ်တိုးတော်လည်းပဲဒီ token ပိုင်ဆိုင်မှုကတော့ mine နဲ့မပြဘူးပေါ့နော်ပြန်ပြီးတော့နောက်တစ်ချိန်မှာပဲအချိန်လောက်ထိပြန်ပြီး ဟိုတက်မလဲဆိုတော့တက်တဲ့အချိန်ကို ပြန်ဆောင်ပြီးရောင်းတဲ့အခါမှာတော့ကျွန်တော်တို့အမြတ်ပြန်ထွက်နိုင်တယ်ပေါ့ဆောင်ရတဲ့အချိန်ကြာမယ်ပေါ့နော်အဓိကကတော့ invest လုပ်ချင်တဲ့သူတွေကိုပြောတာပါလုံးဝကြီးဟိုလိုမျိုးကြီးအဖြူချလိုမျိုးရန် risk ရန်မျက်နှာကိုကျွန်တော်တို့မစနိုင်အောင်ဒီလိုမျိုးလေးကိုယ့်ရဲ့ပတ်စံလေးတွေကိုအရင်ဆုံး9000တန်စီတသိန်းတန်စီတစ်လောက်ကို9000တန်စီတသိန်းတန်စီစုမယ်ကျွန်တော်တို့ထိုက်တဲ့အောက်ဈေးလေးမှာဝင်မယ်ထိုက်တဲ့ အတက်ဈေးလေးမှာပြန်ရောင်းမယ်။အောက်ဈေးအကျကိုပြန်ဆောင်မယ်။အတက်ဈေးမှာပြန်ဝယ်မယ်ပေါ့နော်။ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမြန်မာငွေကြီးပဲထိုင်းစုနေတာနဲ့ဈာရင်တော့အဲနည်းနည်းလေးတော့တတ်တာပဲပေါ့နော်။တည်စေချင်တာကလုံးဝအီးမြတ်မယ်လို့ကျွန်တော်အာမခံနေတာမဟုတ်ပါဘူး။ဒီလိုမျိုး knowledge လေးတွေသိထားခြင်းအပြင် ကိုယ့်ရဲ့အသိပညာလေးတွေတိုးတက်ခြင်းအပြင်ကို ကိုတီထွင်ကြံစပြီးတော့လုပ်လို့ရမယ်ဆိုတာလေးပြောပြတာပါ။ကျေးဇူးတင်ပါတယ်။